မြို့များလုံးမင်္ဂလာပါဗျဒီနေ့က29ရက်ဆယ်လပိုင်း2000တဲ့မှာ25ဖြစ်ပါတယ်ဗျအကြံကုန်တော့ဂလုံးစားချက်ဆိုလိုပဲဒီနေ့ရဲ့အကြံဖယ်များရဲ့ကျုံမှာကန်းကုန်မှုပထမဦးဆုံးဆိုတာသူအပြင်ပြောတော့မှဖြစ်ပါလိမ့်ရနော်ပထမဦးဆုံးဆိုတာဒီနေ့စခိုင်းတိုင်းရွှေဘုံမြို့နယ်တဲ့ကကြောင်မြောင်းနော်ကြောင်မြောင်းနဲ့ဆင်ကူးပေါ့နော်မြေကူးတရားပေါ့နော်ဒီဒီကနေ့ တရားကိုပေါ့နော်ကြောင်ကြောင်နဲ့ဆင်ကူမြို့ကူတရားကိုတဲ့ဂျန္နာတိန်ကြီးတရားကို29ရက်နေ့နနေ့ဆရဏာကြီး29 PDM 29မိနစ် PDM များမှာမိုင်းခွဲပြီးမှချိုးဖြစ်လိုက်ပါလေကနော်ချိုးဖြစ်လိုက်ပါလေနော်အဲဒီမဲ့အာဘီလေးအလယ်မှာကျိုးကြပျက်စီးသွားတယ်လို့ဦးဇင်းတို့ဒါခိုင်လုံးတဲ့တရင်ကိုရရှိထားပါလေကနော်ဒါဘာဖြစ်လို့ဒီတရားကိုချိုးလိုက်တာလဲဆိုဒီတရားကြီးကပြည်သူတွေအများတူငါသွားတဲ့တရားကြီးဖြစ်တယ်နော်ဒါဆင်ကူတို့ဒါ စင်ကူမြကုတရပေါ့ဗျာနော်ဒါယရနာတိန်ကြီးတရဆိုတာကတော့ဒါရွှေဝိုးတို့ကြောင်းတော့ဒီတရကိုအကုန်လုံးမှာအပြည့်ပြည့်ပြူလီရသွားလာလို့ရှားတယ်အဲ့ဒါကိုည7နာရီ28မိနစ်မှာပီဒီအအကျန်းဖက်များတဲ့နော်မမဒါဖြက်စီသွားတယ်ပေါ့ချိုးဖြက်သွားတယ်ပေါ့နော်အကျန်းဖက်အုပ်စုကနေပြီးမှဘာကြောင့်ဖြက်စီသွားလဲဆိုတော့ဖြက်ရှင်းရှင်းလေးပါအခုဆိုရင်သခိုင်းတိုင်းမှာမော်လိုက်တော့အကုန်လုံးတော်တော်များများကြီးကစစ်တပ်ကဒါတရားခိုင်တော့အုပ်အုပ်ချုပ်တရားခိုင်တော့ ဦးစီးသွားပြီတရားခိုင်တော့အုပ်ချုပ်မိသွားပြီပေါ့ဗျာနော်အုပ်ချုပ်မိသွားပြီဘာလို့လဲဆိုတော့ဒီဇက်တိုက်ပဲသခိုင်းတိုင်းတိုက်မှုကြီးဟာဒီဇက်ဒီရက်ထဲမှာဇက်တိုက်ဆိုလိုလိုပဲသူစစ်ကိုအကုန်လုံးတော့တူဝါရင်နဲ့သူစစ်ဆင်းနေတယ်ပေါ့သူစစ်ဆင်းတော့ဒါအခြေအနေမကောင်းတော့ဘူးဒီဘက်ကိုကြောင်ပြောင်းလို့ကြောင်ပြောင်းနဲ့ရွှေဘူရွှေဘူလို့ဆိုလို့ရှိရင်လန်ဒရာဖြတ်သွားဖို့ဖြတ်လာဖို့ဆိုရင်တော့တို့ကဒီဘက်ကိုပြန်အဲ့ဘက်ကိုမကူးလိုက်မကူးလို့လာလို့မရအောင်အခက်အခဲတွေ့အောင်ဆိုပြီးဒါဒရာကိုဖြတ်စည်းလိုက်တာပဲ ဒါရောဒီတရားဖြည့်စီဘာလို့ပြောချင်တာလဲဆိုရင်ပြည်သူအတွက်ပြည်သူကာကွယ်ရေးပြည်သူလုံခြုံရေးဆိုတဲ့ PDI အမိကအကြံဖက်အုပ်စုတွေဟာပြည်သူတွားလာနေတဲ့တရားကိုဖြည့်စီလိုက်တော့တတ်မတော်ပါပဲထိခိုက်သွားမှာလားပြည်သူတွေပဲထိခိုက်သွားမှာလားပြည်သူတွေပဲနေတာသွားမှာလားဆိုပြည်သူများလည်းကိုယ့်အကူတာစဉ်းစားဖို့ကြနော်ဒီဟာတွေ28ရက်နေ့ကလည်းထုံးနေလူသွားပါပဲနော်ခေဘူကြောင့်ကြောင်ကြောင်အများလူကသွားတဲ့ကာလန်ဘုံပေါက်တရားကိုလည်း28ရက်နေ့စင်နာရီ29เนาะ 20နာရီ25မိနစ်ပေါ့ဗျာ20နာရီအဲ့ချိန်တုန်းကလည်း29နဲ့28ရက်နေရာပဲပြောရပါမယ်နော်ဒါ28ရက်နေရာလဲမိုင်းခွဲပြီးမှဖြည့်ဆည်းသွားတယ်ချိုးဖြက်ခံရရတယ်ပေါ့နော်အဲ့တော့ဒီ PDF အကြမ်းဖက်တွေကဆုပ်လို့ရှိရင်အေးစေးစေးမဆုပ်ဖဲနဲ့ဒါအများသူကပြည်သူတွေကိုသွားတဲ့လမ်းတွေကိုပဲတရားတွေကိုပဲဒီလိုမိုင်းခွဲပြီးဖြည့်ဆည်းရဲဆိုတော့ဘာကြီးပဲကြက်လဲတရားကိုဖြည့်ဆည်းလိုက်တာနဲ့သူတို့တော့ဘာကောင်းချိုးပြုသွားမှာလဲ view လေးဒါ view လေးဘယ်လောက်နင်းလာလဲဆိုတော့လည်းတို့တို့မတွေးတော့ဘူးလားဒါလေးကိုလည်း